မင်္ဂလာပါစက်တင်ဘာလ25ရက်နေ့ BN ရဲ့ခီရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖရူဆိုဝလခဲလမ်းမိုက်ကိုစစ်ကောင်စီတပ်မှစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတဲ့သတင်းကိုသတင်းတောင်းနိုင်နိုင်မှပေးပို့လာပြီးကိုရစ်ချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကင်းနီပြည်နယ်ဖရူဆိုဝလခဲလမ်းမိုက်ကိုစစ်ကောင်စီစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့အဆိုပါလမ်းမိုက်ကိုဖျက်ဆီးသွားလာခဲ့မှပြုကြဖို့ကင်းနီမျိုးသားများကာကွယ်ရေးတပ် ် KNDF ကထုတ်ပြန်ပြောဆိုထားပါတယ်။စစ်ကောင်စီတပ်က2025ခုနှစ်ပြီးခဲ့တဲ့ August လကစတင်ပြီးတော့ဒီမော့ဆိုမြို့ကနေဖရူဆိုမြို့လမ်းမကြီးတစ်ချောင်းစစ်ကြောင်းထိုးစစ်ဆင်မှုတွေရှိနေတာကြောင့် KND မျိုးသားများကာကွယ်ရေးတပ် KNDF နဲ့တိုက်ပွဲဖြစ်ပွားမှုတွေဒီနေ့အချိန်ထိရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့စစ်ရင်တန်းတချို့ဟာအခုစက်တင်ဘာလဇန်ပိုင်းအတွင်းကလည်းဖရူဆိုမြို့ကိုဝင်ရောက်နိုင်ခဲ့ပြီးတော့ အဲ့ဒီကနေတဆင်ရိတ်ခါခဲရန်လူဝင်အားတွေကိုထပ်မံဖြစ်တင်းကဘောလခဲလမ်းမကြီးဘက်ကိုဥတည်ပြီးတော့စီရေလှုပ်ရှားမှုတွေပြုလုပ်လာနေတယ်လို့လည်း KNY မျိုးသားများကာကွယ်တပ် KNDF ရဲ့ဗဟိုသတင်းနဲ့ပြင်ကြားရေးတာဝန်ခံကိုတာအဲဆိုးက BBN ကိုပြောပါတယ်အဓိကတော့ပရိုဆိုဘောလခဲလမ်းဘိုင်းပေါ့နော်စစ်ကောင်စီကဟိုစစ်ကြောင်းထိုးဖို့ဟိုပြင်ဆင်နေတယ်ပေါ့နော်ဒီစစ်ကောင်စီရဲ့တမ်းမြင့်အမှတ်14စစ်လက်ကျင်းအကြောင်းကနေပြီးတော့မှဒါ ဟိုစစ်ကြောင်းတွေထွက်လာတာမျိုးတွေရှိတဲ့အတွက်အဲ့ဒီလမ်းကြောင်းကိုဒါတောက်ချုံရေးရပြည်သူတွေကဟိုသွားလာရမတင်တော့တဲ့ဟိုအခြေအနေဖြစ်တဲ့အတွက်ပိတ်ပင်ရချင်းဖြစ်ပါတယ်ဗျစစ်ကောင်စီကဒီမော့ဆိုမျိုးနဲ့ဖူဆိုမျိုးလမ်းမကြီးတစ်လျှောက်မှာလဲစစ်ရင်အားတရာကျော်ဖြစ်တင်းထားတာ ဖြစ်ပြီးတော့ဒီမော့ဆိုမျိုးနဲ့အတွင်းမှာလဲလက်ရှိအချိန်ထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ် စစ်ကောင်စီတပ်ဟာလွိုက်ကော်မြို့ကနေဖရူဆိုမြို့နယ်ထဲကိုစစ်ကားတွေပြည်သူ့ဆုံးကားတွေအပါအဝင်ဆွဲဘင်းကားအစီးရေအတွက်50ကနေတရားဝင်ကျင်အကြားဖြစ်တင်းပြီးလူဝင်အားတွေနဲ့စစ်လက်နက်ရိက္ခာတွေကိုလည်းတဲဆောင်သွားကြတယ်လို့သိရပါတယ်ဟိုလိုက်ကောကနေပြီးတော့မှအခုအတန်းတမဆောင်းထားတဲ့ဒီတတတဲ့တွေကိုသက်ဆိုင်ရာသူတို့တက်ရင်တွေကိုပို့တော့ဘုံမှာအ၄နေရှိတော့၅၃တဲ့တော့အာဖားဆောင်တို့ဘက်ကဟို ထပ်ရေးနေတော့ဟိုသူတို့လူထပ်ဖြစ်တဲ့အာလူတစ်တွေပါတယ်ဗောနော်ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကလည်းဘော်လခဲဘက်ကနေဖားဆောင်မြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အင်အားတရာကျော်ပါစစ်ကြောင်းကို KNY မျိုးသားများကာကွယ်တပ် KNDF နဲ့ပြည်သူ့ကာကွယ်တပ် PDF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်စစ်ကောင်စီကစစ်ကြောင်းထိုးမှုတွေအင်အားဖြည့်တင်းမှုတွေကိုဆက်မပြတ်ပြုလုပ်လာနေတာကြောင့်စက်တင်ဘာလ23ရက်နေ့ကစတင်ပြီးတော့ Like Call ဒီမော့ဆို ဒီမော့ဆိုဖရူဆိုဖရူဆိုဘောလခဲလမ်းမကြီး ਨੇ ဖရူဆို ထလဲထလဲနန်းဖဲလမ်းမကြီးတွေကိုဖြတ်တန်းသွားလာခဲ့မပြူကြဘူး ਨੇ ရဲကန်တဲ့မရှိပိတ်ပင်လိုက်တာဖြစ်တယ်လို့ KNY မျိုးသမက်ကာကွယ်ရေးတပ် KNDF ကပြောဆိုထားပါတယ်ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့၄ကီကော်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ထိခိုက်မှုများသတင်းကိုကိုမင်းတော်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်၄ကီကော်တိုက်ပွဲမှာဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်မှာ စစ်မှုထမ်းတန်တန်းစင်ပတ်စတွေရှိတမ်းမှအသေးခံတက်ခိုင်းနေရကြောင်းထိခိုက်သိဆုံးမှုများနေလို့သိရပါတယ်စစ်ကောင်စီအနေနဲ့အာရှလမ်းမတဆင်ဒေါ်လာရင်းအင်အားစုတွေထိန်းချုပ်ထားရာတင်ငန်းညီနောင်မျိုးကိုရရှိပြီးတဲ့နောက်မြောက်ရီမျိုးတောင်ဘက်မှာရှိတဲ့လေကီကုံမျိုးကိုဆက်လက်ထိုးစစ်ဆင်လာတယ်လို့သိရပါတယ်ဒီလိုထိုးစစ်ဆင်ရမှာမြောက်ရီမျိုးအခြေဆိုင်ခလာယာ295မှာတဆင်မြတ်တလင်းမြိုင်ဒေတာကိုတက်အင်အားတွေပို့ဆောင်တာထိုမှတ်တဆင့်၄ကီကော်ကိုမြေပြင်ဆက်ချောင်းလက်နက်ကြီးဒရုန်းတာမကအ လေချောင်းမှာအသုံးပြုပြီးထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။အဆိုပါစစ်ကောင်စီစစ်ချောင်းတွေကိုတော်လှန်ရေးအင်အားစုတွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲတွေအတွင်းစစ်ကောင်စီထိခိုက်ဒေဆုံးမှုများတယ်လို့မြေပြင်ရဲဘော်တအုပ်မှ BBM ကိုပြောပါတယ်။ဒါအပြင်မြေပြင်စစ်ချောင်းတွေအတွင်းစစ်ကောင်စီအနေနဲ့ပြည်သူစစ်မှုရာတင်နန်းစဉ်ပတ်စတွေကိုမိုးရစေကျွေးကရှိဆုံးမှအတင်းတက်ခိုင်းတာတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။အဆိုပါစစ်ကောင်စီစစ်ချောင်းရဲ့လုပ်ရက်တွေကြောင့်လေကေကိုတိုက်ပွဲထိခိုက်ဒေဆုံးမှုတွေအတွင်း ါစတွေအများဆုံးပါဝင်တယ်လို့လည်းနောက်ထပ်မြေပြင်ရဲဘော်တို့မှ BBM ကိုပြောပါတယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့တိုက်ပွဲဖြစ်ပွားရာ၄ကီဂွန်မျိုးကိုခလာယာနစ်ခွန်ကမြဝတီမျိုးတွင်ရှိရွှေဟင်းတာကုန်းငွေဟင်းတာကုန်းလက်ခတ်တောင်နဲ့မြို့တွင် BGA တပ်စခန်းတို့မှလက်နက်ကြီးပစ်ကူတွေအဆက်မပြတ်ပြုလုပ်နေတယ်လို့လည်းဒေသခံအချို့မှ သိရပါဗါတယ်။တိုက်ပွဲအတွင်းဒဏ်ရာရရှိသူစစ်ကောင်စီတပ်သားများကိုမြဝတီမျိုးပြည်သူစေယုံတန်းညဘက်ကားနဲ့လာရောက်ပို့ဆောင်ပြီးကုသစေတာတွေပြုလုပ်နေတယ်လို့လည်း မြောက်ရီပြည်သူစေယုံကြီးနားနေပြည်သူတို့မှ BBM ကိုပြောပါတယ်စစ်ကောင်စီအနေနဲ့မြောက်ရီမျိုးနဲ့လေးကိကောမျိုးတစ်တို့ကိုတမတ်နှစ်နဲ့တမတ်ငါးငါအဓိကပါဝင်တဲ့စစ်ကြောင်းတွေဖြင့်စစ်ကြောင်းထိုးချီတက်တာတွေပြုလုပ်နေပြီးအဆိုပါစစ်ကြောင်းအတွင်းအများစုမှာစစ်မှုရမ်းစဉ်သင်တန်းသားတွေဖြစ်တယ်လို့လည်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း TNN နေသိမ့်ပိုက်ထိန်ချုပ်ထားတဲ့ကြောင်မဲမျိုးနဲ့တီဘောမျိုးတို့မှာစစ်ကောင်စီကဆဲလွတ်ထားတဲ့စစ်ပက်ရေးရလုံးဂျုံရေးတဖွဲ့ဆာယာဖားနဲ့သတင်းပေး informer ဆယ်ယောက်ကျော်ကိုဖမ်းဆီးရရှိခဲ့ပြီးတောင်းရစတော့သူတထေခီးသွောအပါဝင် ပုံစံမျိုးစုံဖြင့်အသွင်ယူပြီးသတင်းရယူခဲ့ကြရတယ်လို့ PSLF TNN ကစက်တင်ဘာလ25ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ် ကြောင်မဲနယ်စီပေါ်မြို့ကိုလာရှုံမြို့စစ်ကောင်စီတပ်ကနေ TNNN အုပ်ချုပ်တဲ့မြို့နယ်များအတွင်းရှိ TNNN ရဲ့ဂိတ်နေရာတွေဂိတ်အတွင်းရှိလူရင်အားလက်နက်အင်အားဌာနဆိုင်ရာအင်အားတွေတက်စကန်နေရာတွေလူစုလူဝေးများတဲ့နေရာတွေမှာသတင်းရယူပြီးလေကြောင်းပစ်ခတ်မှုတွေပြုလုပ်ကာနောက်ဆက်တွဲအနေနဲ့ထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့သိရပါဗျာ။ သတင်းပေးတွေဟာစစ်ကောင်စီတက်လွယ်ကူစွာဝင်ရောက်နိုင်မယ်လဲနဲ့ထောက်ပို့လမ်းကြောင်းချီနေတွေကိုလည်းအထူးကထောက်လန်းပြီးသတင်းပေးဖို့ရာမျိုးတွေရှိတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အစရဖတွေဟာမြို့တွင်းကိုလမ်းလျှောက်ပြီးတော့လကဆိုင်ငယ်ဖြင့်လိုင်းကားဖြင့်အိမ်စည်းကားဖြင့်တော့လကတထေးစီအောင်ဆောင်ရွက်တော့လကတောင်းရန်စားတော့သူအနေဖြင့်တော့လကခရီးသွားသူအယောင်ဆောင်ရွက်တော့လကပုံစံမျိုးမျိုးနဲ့ဝင်ရောက်ပြီးသတင်းတွေပေးပို့ခဲ့တယ်လို့သိရပါဗျ။ ဆရာမအချင်းချင်းဆက်သွယ်မှုပြုလုပ်ရမှာလဲလက်ဟန်အမူအရာလက်ဖက်ရည်ဆိုင်လက်ဖက်ကွန်းရဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူရှင်းတွေ့ပြီးတအူးနဲ့တအူးသတင်းပေးပြီးစစ်ကောင်စီတက်စီကိုအွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Viber, Facebook, WeChat, Telegram တွေနဲ့သတင်းပေးပို့ခဲ့ကြပါတယ်။ကြောင်မဲနဲ့တီဘောမြို့နယ်တို့မှာစစ်ကောင်စီကဆေးလွတ်ထားတဲ့စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဆရာဖားတွေအပြင်စစ်ကောင်စီတပ်ထံသတင်းပေးဒလန်တွေကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ကောင်စီဟာတရံပြည်နယ်အတွင်းရှိမြို့နယ်တွေမှာစစ်ပဲရေးရာလုံခြုံရေးများစွာဆဲလွတ်ချပြီးအဲ့ဒီဖမ်းဆီးရရှိသူတွေကိုလည်းလိန်ကြုံစိတ်ချရသည့်နေရာမှာကောင်းမွန်စွာထိန်းသိမ်းထားပြီးပြစ်မှုကျွလွန်ကြောင့်ထင်ရှားပေါ်လွင်ပါကတရံပြည်ဥပဒေနဲ့အညီအေးအေးယူသွားမှာ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ရခိုင်ပြည်မောင်တောမြို့နယ်ကျချောင်းကျွရွာမှာနေထိုင်တဲ့မျိုးလူငယ်တဦးမြေမြုံမိုင်းနှိမိတာကြောင့်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့တယ်လို့မောင်တောဒေသခံတွေစီကသိရပါတယ်။ခြေထောက်ဆုံးရှုံးလိုက်ရတဲ့မျိုးလူငယ်ဟာမောင်တောမြို့နယ်ကျချောင်းကျွရွာကအဖေဦးမဲထွန်းအမေဒေါ်တုံမိုင်နှုတ်ရဲ့သားအသက်22နှစ်အရွယ်ကိုရွှေပါဖြစ်ပါတယ်။ မနေ့ကစက်တင်ဘာလ24ရက်နေ့နနက်7:00နာရီခွဲအချိန်လောက်မှာကိုရွှေဘဟာတရွာရဲနေတငယ်ချင်းတွေဖြစ်ကြတဲ့ကိုကံပြေကိုအောင်နိုင်တို့နဲ့အတူပဲယွန်းတောင်ကိုသွားတဲ့အချိန်မှာစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့မြေမြုံပိုင်းတလုံးကိုတန်းနေမိခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့မြေမြုံပိုင်းကိုနင်းခဲ့မိတာကြောင့်ကိုရွှေဘရဲ့ညာဘက်ခြေတော်ဟာပြတ်ထွက်သွားခဲ့ရပြီးတော့သူနဲ့အတူပါလာတဲ့တငယ်ချင်းအုပ်မှာတော့ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ ညာဘက်ခြေတော့ဆုံးရှုံးလိုက်ရတဲ့ကိုရှိဘကိုလက်ရှိမှာတော့အရေးပေါ်စေကူးတောင်းမှုခံယူဖို့အတွက်ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။ပဲယွန်းတောင်ဟာအရင်ကစစ်ကောင်စီတပ်ရဲ့ခမာရ93နှစ်တရင်ကစစ်ကောင်စီတပ်သားတွေတက်ဆွဲအထိုင်ချခဲ့ကြတဲ့နေရာဖြစ်ပြီးယခုနောက်ပိုင်းကာလတွေမှာအဆိုပါနေရာအနီးတစ်ဝိုက်ကိုအစ္စလာမစ်စစ်သွေးကြအကြမ်းဖက်မုစလင်လက်နက်ကိုင်အဖွဲ့တွေကခိုးဝင်နေထိုင်မှုတွေရှိတယ်လို့လည်းဒေသခံတွေကပြောပါဗျာ လက်ရှိမှာတော့မူဆလင်လက်နက်ကိုင်အစံဖက်အဖွဲ့တွေဟာမောက်တော်ဒေသကမေယူတောင်တန်းနဲ့နေရာတချို့ကိုစိတ်ဝင်လှရှားကအရက်သားပြည်သူတွေတားလာလှရှားနေကြတဲ့နေရာတွေကိုမြေမြုံပိုင်းထောင်နာတွေပြုလုပ်နေတယ်လို့လည်းသိရပါဗါအရခတတော်အေးအေးကလည်းရခိုင်ပြည်နယ်အတွင်းမှာမိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းတွေကိုရှင်းလင်းရေးလှောက်ဆောင်နေတယ်လို့တစ်ဖက်မှာလည်းမိုင်းအသိပညာပေးဟောပြောတာတွေမိုင်းအန္တရာယ်ဆိုင်ရာသတိပေးစိုက်ပုတ်တွေနဲ့ လက်ကမ်းဆောင်ဆောင်တွေဖြန့်ဝေပေးနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရစ်ချက်မှ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟိမဝန္တာဒေသရှိလာဒက်မှာဖက်ဒရယ်နယ်မြေအတွက်နိုင်ငံတော်အာဏာကိုတောင်းဆိုတဲ့ဆန္ဒပြပွဲတွင်ရဲတပ်ဖွဲ့နဲ့ရုံးဝင်းဆန်ခတ်ဖြစ်ပြီးတော့အရန်ရင်တစည်းနဲ့နိုင်ငံရဲ့အုပ်ချုပ်ခံ BJP ရုံးတို့ကို မိရှုခဲ့ရမှာပုံမပြင်းထန်လာခဲ့တယ်လို့အေဂျင်စီကမှရေးသားထားပါတယ်။စနေမလာ24ရက်ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့ဝင်တွေဟာမျက်ရည်ကိုဘုံးတွေနဲ့ပြစ်ခတ်ခဲ့ပြီးဆန္ဒပြတဲ့သူတွေကိုနဘတ်ထုတ်တွေနဲ့ရိုင်းနှက်ခဲ့တာကြောင့်ဒါဇင်ပေါင်းများစွာဒဏ်ရာရခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ဒဏ်ရာရသူအချို့ကစိုးရင်ရတဲ့အခြေအနေမှာရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ရုံးရင်းဆက်ခတ်တွေဖြစ်ပွားပြီးနောက်လာတဲ့ဒေသမှာလူငါအုပ်ထက်ပုံမမဆူဝေးဖို့အာဏာပိုင်တွေကတားမြစ်ခဲ့ပါတယ်။အသေးပြောက်ရေအတွက်နဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပေမဲ့ရဲတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်လူ၃ဦးမှ၅ဦးသေဆုံးတယ်လို့ယူဆရပြီးတော့ တရုတ်နိုင်ငံနဲ့ထိဆက်နေတဲ့ဒေတာကအဆောင်ငတ်ခံဆန္ဒပြနေတဲ့ဒေတာခံတက်ကြွလှုပ်ရှားသူတို့ကအိန္ဒိယမီဒီယာကိုပြောကြားထားပါတယ်။လာမျိုးကိုပိတ်ပစ်ဖို့လူငယ်အဖွဲ့တွေကတောင်းဆိုခဲ့ပြီးနောက်ဆန္ဒပြပေါ်တွေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ဆန္ဒပြသူတွေကသူတို့ရဲ့မျိုးနွယ်စုနေမျိုးတွေကိုကာကွယ်ဖို့အတွက်ရွေးကောက်ခံဒေတာအဖွဲ့တွေဖွဲ့စည်းတည်ထောင်ဝင်ပြုဖို့လဒတ်ကိုအစင်တန်းတစ်ခုအဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။လဒတ်ရှိတက်ကြွလှုပ်ရှားသူတွေနဲ့ဒေတာခံနိုင်ငံရေးသမားတွေကမော်ဒီရဲ့အစိုးရဟာသူတို့ရဲ့စိုးရိမ်မှုတွေကို ဖြည့်ရှင်းပေးနိုင်တာမျိုးမရှိဘူးလို့ဆက်ဆွဲထားကြပါတယ်။ပြီးခဲ့တဲ့နှစ်နှင်းငယ်အတွင်းကပြည်တွင်းနိုင်ငံရေးသမားတွေနဲ့ New Delhi ကကိုယ်စားလှယ်တွေကြားမှာအချိန်ချင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ရွာလက်ကောင်းတွေမထွက်လာခဲ့ပါဘူး။တရုတ်နိုင်ငံနဲ့ရှေ့လျားတဲ့နယ်နိမိတ်ချင်းထိဆက်နေတဲ့ Ladakh ဟာအိန္ဒိယအတွက် viewer မြောက်အရေးပါတဲ့နယ်မြေဖြစ်ပါတယ်။2020ခုနှစ်က Ladakh ဟာအိန္ဒိယနဲ့တရုတ်စစ်သားတွေကြားအသေးပြောက်ရှိတဲ့ take tag တွေ့ဆုံမှုတွေနောက်ဆုံးဖြစ်ခဲ့တဲ့နေရာဖြစ်ပြီးတော့အာရှနိုင်ငံကြားဆက်ဆံရေးကိုတင်းမာစေခဲ့ပါတယ် မေရိကန်သမ္မတထရန့်ရဲ့ဒဏ်ခတ်အကောက်ခွန်စစ်ပွဲတွေပြီးမှာတော့အာရှကုမ္ပဏီနှစ်ခုအားမကြသေးမီကသူတို့ရဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်လာတာတွေ့ရပါတယ်ကျွန်တော်ရစ်ချတ်ပါယနေ့စတင်ပါလာ25ရက်နေ့ရဲ့ပြည်ရင်းပြည်ပသတင်းများကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကျွန်မတင့်သိမ့်ပါ